ားလို့ဆိုတာလေးစားပါကျွန်တော်ရဲ့ APR Arcan မြန်မာ YouTube Channel လေးကနေနေ့ထွက်စာပြန်နေကြိုဆိုလိုက်ပါလိမ့်ဗျကြော့ဖြူတိုက်ပွဲအခြေအနေကိုနှမ်းလင့်နေသူတွေအတွက်ကြော့ဖြူတိုက်ပွဲဘေးအခြေအနေထိရောက်နေပြီလေဆိုတော့သတင်းဆောင်မကို တင်ဆက်ပေးမှာဖြစ်ပါတယ်အဆုံးထိ နားဆင်ပေးကြပါခင်ဗျမက်ဆီမသတင်းဌာနကဖော်ပြထားတဲ့စာရေးသူဓာတ်တို့ရှင်းသားထားတဲ့သတင်းဆောင်မကိုပြန်လေဖော်ပြခြင်းဖြစ်ပါတယ်ဝင်ရင်းစာရေးသူကိုလေးစားစွာ credit ပေးပါတယ် လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ရခိုင်ပြည်နယ်အတွင်းကတရုတ်သူစီဝါရေးဆောင်ရှိရာကြောက်ဖြူတပ်ပွဲဟာယခုခါမြို့ပေါ်တော့စင့်ဝင်လာနေပြီဖြစ်ပါတယ်ဒေါ်လာတန်းရှိရင်းနှီးမြှုပ်နှံထားတဲ့ရင်းနှီးမြန်မာရင်းနှံတဲ့သဘောထံွေပိုင်လိန်တွေရင်းနှစ်စိတ်ကန်စီမံကိန်းတွေတရှိနေခြင်းကြောင့်အာရခတ်တက်တို့အေကာအပြစ်တန်သိမ့်ပိုင်နေမလားဆိုတော့တော်လို့တော်လို့ခံယူတုံ့တက်ချက်တွေလေးအတီးတီးထွက်ပေါ်နေပါတယ်မြို့ကိုချလာတဲ့ကြောက်ဖြူတပ်ပွဲပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ညပိုင်းက ချဖြူလေးစိတ်အနီကိုအာရခန္တတော်အေကထိုးစိတ်စဉ်ထိုးစိတ်စဉ်တိတ်ခိတ်ခြင်းကြောင့်ဇွန်လ16ရက်နေ့မှာတိတ်ဝေးတွေပြင်းထန်လာရကနေတိတ်ဝေးဟာမြို့ပေါ်ထိနှိကက်လာပြီဖြစ်ပါတယ်။အာရခန္တတော်အနေနဲ့ချဖြူမြို့မှာရှိတဲ့ခလာရ34နဲ့နေရင်ခွင်ကိုထိန်းချုပ်နေပါကစစ်ကောင်စီရဲ့လေကြောင်းနဲ့ကြီးကြောင်းလမ်းကြောင်းကိုစစ်ကူမပုတ်နိုင်ဖို့ဖြတ်တောက်ထမ်းနေခြင်းကြောင့်တမျိုးလုံးဒီပါထိန်းချုပ်သွားနေကြောင်းစီဒန်ဘိုဂျီစင်ယိုကသုံးသက်ပါတယ်။ခလာရ 34ကလေလေးစိတ်နဲ့အကျဉ်းထောင်ကြမှာတည်ရှိနေတာပေါ့နော်တက်လေးကအကျဉ်းချင်းလေးပဲ သူတို့တက်ကလူများများဖြန့်နေဆိုရင်တော့မှအာရခတက်တို့နဲ့ပူပေါင်းတက်တွေကလင်းနေကြီးသုံးလုံးနဲ့ပြည့်ရင်တော့ပြသွားမယ်အနေထားမျိုးရှိတယ်။နေစက်ကိုရပြီဆိုရင်ခလာရ34ထီကအဖွဲ့တွေအချင်းထောင်ဘက်ကိုတွန်းပူပွားမယ်လို့ယူဆရတယ်။အတိကတော့လေဆိုင်နဲ့အချင်းထောင်ကိုရှားလိုက်ပြီဆိုရင်ကြောက်ဖြူမျိုးရဲ့90ရာခိုင်နှုန်းရှားပြီလို့ပြောနိုင်တယ်။ကြောက်ဖြူမျိုးကိုတော်တော်များများထိန်းချုပ်နိုင်ပြီလို့ပြောရမှာဖြစ်ပါလေလို့၎င်းကပြောပါတယ်။ဒါကြောင့် မြို့ပေါ်တည်ရင်ခလနာ34ကိုဖြတ်တနိုင်ပြီဆိုပါကအံ့ညွတ်တဲ့ဘွေကေတော့ပဲမြို့နဲ့မြို့ပြန်တည်တန့်တိတ်ဆိတ်ဆင်နေဖို့အတွက်အခြားတည်ရင်များနဲ့လမ်းကြောင်းဖြတ်တော့ရန်ကြိုးပမ်းလှနိုင်ချေရှိပါတယ်။ခမ်းမန်းညတဲ့အေအေရဲ့စီရီဗျူဟာအရခန္တတို့အေအနေနဲ့ရခိုင်ပြည်နယ်မှာနော့ပိန်တိန်စစ်ဌာနချုပ်နတ်မခအပါဝင်မြို့ဆစ်လေးမြို့ကိုသိမ့်ပိတ်ထိန်းချုပ်ထားပြီးပင်လေကမ်းရိုးတန်းဒေသများဖြစ်တဲ့စစ်တွေကြောက်ဖြူမှန်အောင်စတဲ့ နောက်ဆုံးလက်ကျန်မျိုးသုံးမျိုးကိုစစ်လက်သိမ့်ပိတ်ဖို့ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ဒါပေမဲ့ AA ရဲ့စီရေဗျူဟာအသွာလာဟာမှန်းဆဖို့ခက်ခဲနေပါတယ်။ဟန်ချစ်ညီထိုးစစ်ဆင်ရန်ကွာငသိန်ချောင်းလန်းချောင်းပေါ်မှာရှိတဲ့ရေကြီးမျိုးနဲ့အမ်ဘဒန်လန်းချိုးရှိနယ်ရီကန်တောင်ဗျူဟာကုန်းတို့ကိုလည်းဖြန့်ကျက်ကတစ်စိတ်ဆင်နေပါတယ်။ AA အနေနဲ့ကြာဖြူတိတ်ဝင်းမှာစစ်တီအင်အားမပြုံးတိဖို့အတွက် Fire Power ကိုဒါအတိတ်ကအသုံးပြုပြီးတော့ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့အနေအထားကိုတွေ့ရပါတယ်။အင်အားအလုံးရင်းနဲ့ဝင်တိုက်တဲ့အနေအထားမဆသေးပေမဲ့ မြို့အနီးတို့တဖြည်းဖြည်းဆင့်ကပ်ပြီးတော့စစ်မျက်နှာများတစ်ဖက်တစ်ချက်စီဖွင့်ကတိုက်ပွဲဖော်ဆောင်လျက်ရှိပါလေ။အေဟာကြောက်ဖြူမြို့သိမ်းတိုက်ပွဲစဉ်တွေပေါ်တွင်ယခု2025ခုနှစ်ဖေဖော်ဝါရီလ22ရက်ကတိတ်ပုတ်တောင်လမ်းခွေအနီးမှာစစ်ကောင်စီစစ်ကြောင်းကိုထုဆိတ်ဆင်ခဲ့ရတာနဲ့အစပြုခဲ့တယ်လို့ဆိုရမှာဖြစ်ပါလေ။ဖေဖော်ဝါရီလကစပြီးတော့တရွေရွေတိုက်ပွဲဖော်ဆောင်လာရာမတ်လ28ရက်နေ့မှာရစ်တရင်30နှစ်နဲ့အနည်းချေပြင်းစစ်ကြီးကြေးရွာမှာရှိတဲ့အင်အားရာရှိရှိတဲ့စစ်ကြောင်းကိုအေကထုဆိတ် စင်တက်ခိတ်ခေချင်းကြောင့်စစ်ကောင်စီတပ်အထိနာခဲ့ရပါတယ်။ဒါပေမဲ့မလ20ရှေ့ရနေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားကြီးစကိန်းငလျင်ကြောင့်ထိတွေ့တိုက်ပွဲဟာအချိန်ခဏနှောင့်နှေးခဲ့ရပါတယ်။ငလျင်ကြောင့်စစ်ကောင်စီဘက်ကယာယီအပြင်းအထန်စေကြောင်းကြေညာထားပေမဲ့နေချောင်းတက်ခိတ်မှုတွေလုံနေခြင်းကြောင့်အေဘက်ကလည်းပြန်လေတိုက်ပွဲဖိုးဆောင်ခဲ့ပါတယ်။ဒါကြောင့်အေဗရီလာကစပြီးတော့လိုက်ခမိုးပြင်းချေပရင်းစစ်ကြီး မလကျွန်စတဲ့ခြေရွာတွေကိုဥတီတိုက်ခိုက်ရာမှာဆစ်ရှင်မြင့်တက်လာပါတယ်။ဒညဝတီရေတက်စခန်းအနီးမှာ ဖေဖော်ဝါရီလနဲ့မတ်လကတိပွေပြင်းထန်ခဲ့ပေမဲ့မေလနှောင်းပိုင်းစပြီးတော့စိတ်ချင်အေးသွားခဲ့ပါတယ်။ဒါပေမဲ့အေအန်အင်းနဲ့တစ်ဖက်မှာရေတန်ရန်32တော့စီရီမြအုပ်လှည့်ပြီးတော့တိမ်စင်မျက်နှာဖွင့်ခဲ့ပါတယ်။မေလတရင်နဲ့မှာရေတန်ရန်32ရဲ့ကာကင်းစခန်းတွေဖြစ်ကြတယ်။ရန်ကုန်ကြောက်ဖြူလမ်းမပေါ်မှာရှိတဲ့မင်းတက်တောင်စခန်းနဲ့စစ်မှုလက်မှုတင်တန်းကြောင့်ကိုအေအေကထုတ်စစ်ဆင်ခဲ့ရာနှစ်ဖက်တိပွေပြင်းထန်ခဲ့ပါတယ်။အဲ့ဒီနောက်မှာ မေလတတိယဘက်မှာအရခတက်တို့ဟာမင်းတက်တောင်စခန်းလိုက်ခမိုကားကင်းစခန်းနဲ့နှမ်းပြတောင်ကားကင်းစခန်းတို့ကိုသိမ့်ပိုက်နိုင်ခဲ့ပါတယ်။ဒေသခံတွေရဲ့အဆိုအရအစိုးရတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်မှအလောင်းတွေပြန့်ကျင်းနေတယ်လို့တွေ့ရပြီးတချို့ကလာကွာယူသူ မရှိတဲ့အထိဖြစ်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကအဆိုမှာကားကင်းစခန်းများပြန်လည်ရရှိဖို့အတွက်လေကြောင်းနဲ့ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့လက်ရှိအချိန်ထိအေကထိန်းချုပ်ထားစေဖြစ်ပါတယ်။တရုတ်စီမံကိန်းကိုအကာအကွယ်ယူနေတဲ့စစ်ကောင်စီတပ် စည်ရတဲမှာနေတဲ့မေလဒုတိယပတ်ထင်မှာမလကျွန်းမှာတိတ်ပွေးပြင်းထန်ခရာစစ်ကောင်စီအနေနဲ့မလန်းမကန့်ရှိတရုတ်ရဲ့တငွေတန့်စင်စစ်ယုံ OGD တဘဝတငွေနိုင်များအတွင်မှာအကအကွေဖြစ်ခိုလုံပုံးဆောင်နေတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ် OGD စစ်ယုံဤမှာတိတ်ပွေးတွေဖြစ်ပွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးနောက်ကုမ္ပဏီကရာထူး အကြီးပိုင်းတဲ့ engineer တွေကြဖြူမျိုးကတဖြည်းဖြည်းစွန့်ခွာကြပါလေ။ A နဲ့နှိဆက်သူတွေရဲ့အဆိုအရဆိုပါ OGD မှာတိုက်ပွဲဖြစ်ပွားပါကမိလောင်ပောက်ခွေမှုများဖြစ်ပြီးတော့အပြည့်အစုံများနိုင်ခြင်းကြောင့်လက်တလို့ဆစ်စင်ထားတဲ့အနေထားတာဖြစ်ကြောင်းဆိုပါရယ်အရခတ်တို့အေအနေနဲ့လနဲ့ရှိကြမြင့်နေတဲ့ရေတက်ရင်30နှစ်အနီးတပွေမှသည်ဇွန်လပထမပတ်မှဓညဝတီရေတက်ဌာနချုပ်တို့တွားရယ်တိတ်ပုတ်တောင်လန်ခွေအနီးစင်ချောင်းဖက်ကိုလေတပြိနစ်တည်းဖြန့်ကျက် ထုတ်စစ်ဆင်လာပြန်ပါတယ်စစ်ကူပေါ်မလာတဲ့ကြောက်ဖြူတိုက်ပွဲတဖက်မှာလည်းစစ်မြေပြန်မှာအထိနာနေတဲ့စစ်ကောင်စီဘက်ကစစ်ကူတွေကိုစစ်တွေရန်ကုန်ဘက်မှတဆင်ကြောက်ဖြူတော့အင်အားဖြစ်တဲ့ပေါ်ရေတက်တင်ပေါ်တွေနဲ့အချိန်ချင်းပို့ဆောင်ခဲ့ပါတယ်စစ်ရဲတရင်ရင်မြေအစိုးရစစ်ကောင်စီအနေနဲ့တေဆုံးမှုရာနဲ့ရှိများပြနေခြင်းကြောင့်အထိနာနေတဲ့အတွေ့စစ်ကူများကိုကြောက်ဖြူတော့မလမဇွန်လ9ရက်အထိရစ်တက်တင်ပေါ်နဲ့ပို့ဆောင်နေဟာပို့ဆောင်နေတာဟာအင်အားတထောင်ထက်မနည်းရှိပြီဖြစ်ပါတယ် မေလဆန်းကစတင်ပြီးတော့အားကောင်းလာတဲ့ AA ရဲ့ထုတ်စစ်ကြောင့်စစ်ကောင်စီတပ်များတေဆုံများလာပြီးစစ်ကူများလည်းပုံမလအနေထားဖြစ်နေကြောင်းသိရပါတယ်။ကြောင်းဖြူမျိုးကင်မရာ9လေးနှစ်နဲ့ကင်မရာ9လေး3မှာစစ်ဧရိယာခြေပြန့်တယ်လို့စစ်ကူများမကြခနာ ဖြစ်တင်းမှုအများဆုံးရှိနေခြင်းကြောင့် A အနေနဲ့သဘွားတံခွေတက်ဆင်စစ်ရုံ OGD အနေအုံချောကျေးရွာကပတ်ဝင်ပြီးတော့ထိုတက်ရင် အနီးတစ်ဝိုက်ကိုတိတ်ခိတ် မှုအချို့ရှိခဲ့ပါတယ်။ဇွန်လကစပြီးရစ်တက်ရင်30နှစ်နီမှာပြင်းစစ်ကင်နဲ့တိပ်ပုတ်တော်လမ်းခွေမှာတိတ်ပွေးတွေတစတစပြင်းထန်လာသလိုစစ်ကောင်စီတပ်ကအကြီးအကဲတချို့ဟာလည်းအင်းရစ်တက်ခိုင်မှုကြောင့်တည်ဆုံမှုတွေရှိခဲ့ပါတယ်။ဒါအပြင်ဇွန်လ14ရက်နေ့မှာစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်များတိုက်ရင်လိုက်လင်းနေချမှုတွေရှိခဲ့ပါတယ်။ရခိုင်ဒေသအခြေစိတ်တရင်ဌာနတွေကတပ်မစစ်တပ်နဲ့တပ်မ69တို့မှတိုက်ရင်အလိုက်အေးအေးထန်လင်းနေချ ကြောင့်ဖော်ပြထားကြပြီးလေဝဒီ FN သတင်းဆိုရတော့စစ်ကောင်စီတပ်ကဗိုလ်မှူးနဲ့တပ်သား80လင်းနေချကြောင့်ဖော်ပြပါတယ်ဒါပြင်ကြောက်ဖြူမြို့မှာစစ်ကောင်စီစစ်ကြောင်းကနေအင်အားတရာဝန်းကျင်ဟာစစ်သည်မှုပြတ်တောက်နေကြောင်း CDM ပိုကြီးစင်ယောကမြစ်မ သတင်းဌာနကိုဇွန်လ15ရက်ကဖြေကြထားပါတယ်စစ်ကောင်စီရဲ့တပ်သားတွေလင်းနေချအညက်ခံမှုတွေရှိနေတယ်လို့ဇွန်လခဏရီနေ့ကကြောက်ဖြူမြို့တော်နောက်ဆုံးတစ်ခါစစ်ကူပို့ခံရတဲ့ခမရ111ကက တုတ္တယံမူပုံမူဝင်းတန့်ဟာလေဇွန်လ9ရက်နေ့မှာအရခန့်တက်တွေစနစ်ပါလေးရှင်နဲ့တည်ဆုံသွားခဲ့ပါသေးတယ်။ ANN နဲ့မြို့ဘော်တိုင်ရင်ခလာက34ကို ပြင့်မှတ်ထားကမြို့ဘော်ကို အရင်သိမ့်ပိုက်နိုင်ကြောင်းဒေသအတွင်းသတင်းရင်းမြစ်တူကတုံ့တက်ထားပါတယ်။ခလာက34တက်ကအရိယာတိတ်မကြည့်ဘူးဗျ။ ခလာကင်မရာ9လေးနှစ်နဲ့ကင်မရာ9လေး3ကစက္ကစစက္ကခ9လေးအခန့်တက်အေရီယာကြီးတယ်သူတို့အေကမြို့ပေါ်ကိုအရင်ရရှိရတဲ့ထိုးဖောက်တာထင်တယ်တိတ်ကွဲ့ကြတော့ပြောလို့မရဘူးပေါ့ခလာရ34ကိုဖြတ်တော့မယ်ဆိုရင်၅၄၃နဲ့၅၄၂ကမြို့နဲ့နင်းနေအလှမ်းဝေးတော့ပေါ့မှန်းဝေးတာပေါ့ 34တန်ရင်ကိုသာရရင်မြို့ပေါ်မှာစစ်တမ်းကြောင့်ထိခိုက်မှုနေသွားမှာပေါ့ရေတန်ရင်32ကလည်းမြို့ရဲ့အပြင်နာဖြစ်တော့လွလွလပ်လပ်တိုက်ဝေးဖို့ဆောင်လို့ရတာပေါ့အဲ့ဒါကလည်းအတိအကျပြောလို့မရသေးဘူးဖြစ်နေရှိကိုပြောရတာဟု၎င်းကပြောပါတယ်အဆိုပါခက်လာ34တန်ရင်ဟာပင်လေပြင်းစွမိုးရေးအနေနဲ့မြေပုံအစွန်ဖျားရှိကျွန်းတာယာအတွက်အောက်ရှုံမှုပိုင်းဆောင်ရွက်ရတဲ့တပ်လေဖြစ်ပါတယ်ကျွန်းတာယာမှာအမြတ်တက်ကတက်ခွေတခွေနဲ့ချင်းရင်တက်ကတက်ခွေတခွေလေး ထားလက်ရှိပေမဲ့ခလာရ34ကအောက်ချော်ရေးပိုင်းဆက်လက်မလုံဆောင်ပေးနိုင်ခြင်းကြောင့်အခုဇွန်လဒုတိယပတ်မှာထွက်ခွာသွားပြီဖြစ်ကြောင်းစီဒန်ဘူကြီးစင်ယိုကပြောကြားထားပါတယ်။ကြော့ဖြူမှာစစ်ကောင်စီရဲ့ဒဏ်ရဝတီရေတက်ဌာနချုပ်ကြော့တလုံးဘရားအနီးမှာရှိတဲ့ကင်မရာ၅လေးနှင့်ဂုံးချိန်ရွာအနီးမှာရှိတဲ့ကင်မရာ၅လေး၃ခလာရ၃လေးမြို့အနီးမှာရှိတဲ့အမှတ်32ရစ်တက်ရင်နဲ့တော်မိုကြီးရစ်တက်ဌာနခွေကြောက်ဖြူဘက်အပိုင်း မြေပုံမြို့နယ်အစွန်မှာရှိတဲ့ကျွန်းတာယာပင်နေပြင်စခန်းဂုံးရွှင်ရှိရင်ငုတ်စခန်းတို့တည်ရှိပါတယ်တက်စခန်းတွေရဲ့အခြေအနေအရမြို့ပေါ်မှာလေဆိပ်အကျဉ်းထောင်အဝေးပြေးကားဂိတ်တွေအကြမ်းမှာအမှတ်34တိုင်ရင်ခြေလျင်တိုင်ရင်ရှိပါတယ် ကြောက်တလုံးနဲ့ဂုံးချင်မှရှိတဲ့တောင်ကုတ်စကခငားလက်အခန်းချင်းမြန်တက်ရင်ဖြစ်တဲ့ကင်မရာ၅လေးနှစ်နဲ့ကင်မရာ၅လေး၃တို့ရှိပြီးဒေတာအကိုဒိုဒန်တောင်မှာ အမှတ်32တက်ရင်ရှိပါတယ်။တစ်ပုတ်တောင်ကြေရွာအနီးကဒညော်ရီရေတက်စခန်းဌာနချုပ်နဲ့တောင်မိုကြီးရေတက်စခန်းညမှာတည်တန့်ဆန်စွာရှိနေပါတယ်။ပင်လေပြင်ထွက်ပေါ်တာရှိတဲ့ကြောက်ဖြူမြို့မှာရေတက်တင်ပေါ်စေစည်းထက်မနေရှိပါတယ်။ရင်းရေတက်တင်ပေါ်များဟာ ပင်လေကမ်းခြေမှာရှိတဲ့ကြေးရတွေကိုသာပြစ်အားရနိုင်ခြင်းကြောင့်စစ်ကောင်စီနေနဲ့စစ်ကူပေါ်ရန်နဲ့မြို့ကိုလုံခြုံရေးယူရန်သာထားရှိထားတဲ့ပုံစံဖြစ်နေပါတယ်။ကြောက်ဖြူကိုရာသီဥတုကိုမှီခိုပြီးတော့မိုးရာသီမှာအပြတ်တိုက်မြင့်သဘောတွေ့ရတယ်။ကြောက်ဖြူနဲ့နှက်ရီကန်တောင်ကိုရရင်စစ်တွေကိုတိုက်မြင့်တိုက်ပွေးဖို့ဆောင်မဖို့ဆောင်ပဲစကားပြောမယ့်အနေအထားတွေ့ရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကတုံ့တက်ပါတယ်။ဒါညဝီရစ်တက်စကံလေးကြားတော့မလား။ မြန်မာနိုင်ငံမှာရစ်တက်ဌာနချုပ်၅ခုရှိတဲ့နယ်ဒညဝတီရစ်တက်ဌာနချုပ်ဟာရခိုင်ပြည်နယ်မှာအကြီးဆုံးရစ်တက်စခန်ဖြစ်ပါတယ်ယခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့ကကြောက်ဖြူတက်ဝေပြန်လည်အစပြုခေစဉ်ကတညဝတီရစ်တက်ဌာနချုပ်ကို AA ဘက်မှလက်နေကြီးတွေနဲ့တိတ်ဆိတ်ဆင်ခေသေးပါတယ်။ဒါပေမဲ့ AA ရဲ့တိတ်ဆိတ်ဟာလက်တလို့အနေထားရတိတ်ဆိတ်ဖြန့်ကျက်စဉ်တွေနေခြင်းကြောင့်ရစ်တက်ဌာနချုပ်အနေမှာထုတ်စစ်တန်လိုက် ပြန်ဖြစ်လိုက်နေတာတွားနေပါလေစွန်လမှစပြီးတော့ရတက်ဌာနချုပ်တို့တွားတဲ့သိပ်ပုတ်တောင်တန်းခွေအနီကိုအေခထုစစ်အချိန်ပြန်လေမြင့်တင်လာပါလေမြေပြင်အနေထားရာတညဝတီရတက်ဌာနချုပ်မှာလည်းတိတန့်ဆန်ဆန်တရှိခြင်းကြောင့်အေဘက်ကနောက်ဆုံးမှသာတက်ယူမည်ဆိုလိုဆိုတာလေးစစ်ရေးအခေခန့်တချို့ကတုံ့တက်ယူဆနေကြတာရှိပါတယ်ဒီတစ်ခါအေခအင်းအားအလုံးရင်နဲ့တိတ်မယ်ဆိုရင်အနည်းနဲ့အမြန်ကြနိုင်တယ်အခုလက်ရှိအနေထားကဆင်းမျက်နာစာတွေဒါပွင့်လာတယ် အကန့်အသတ်နဲ့တိုက်နေတဲ့အနေအထားမျိုးပဲတွေ့ရတယ်။နင်းနစ်အချိန်ယူရမယ်။ဒညဝတီရတဲ့ဌာနချုပ်နေကျန်တော့ဒီထက်ပြင်းပြင်းထန်ထန်ကြိုးစားရအောင်မေဟိုပိုကြီးစင်ယူကပြောပါတယ်။အရခတဲ့တော့အေးအနေနဲ့တောင်းတက် TNL အပါဝင်မဟာမိတ်ပူပေါင်းတက်ဖွဲ့များနဲ့အတူအချိန်ယုံဖြင့်တိုက်ပွဲဆင်နွှဲနေခြင်းကြောင့်တိုက်ပွဲအနေအထားဟာအရင်ကတည်းက အကောင်လှပါတယ်လက်ရှိအခြေအနေအရဓညဝတီရေတက်ဌာနချုပ်သွားရလမ်းဖြစ်တဲ့သစ်ပွတ်တောင်လမ်းခွေမှာတိတ်ပွေးများပြင်းထန်ခဲ့ပြီးနောက်အဲ့ဒီလမ်းခွေကိုကျွလွန်သွားပြီးရေတက်ဌာနချုပ်မလှမ်းမကန့်မှရှိတဲ့ကံတပြေကြီးရွာအနီးကိုတိတ်ပွေးရရှိနေပြီဖြစ်ပါတယ်စီဒန်ဘူကြီးစင်ယူကလည်းရေတက်ရင်32ကိုတိမ့်ပိုက်လူနီနီဖြစ်နေကြောင်းဆိုပါတယ် ဒါအပြင်ရစ်တပ်ရင်30နှစ်ရဂါကင်စခန်းရှိတဲ့ပြင်းစစ်ကေကြေးရွာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတရာရှိတဲ့နေ50ဦးထင်မနေတိဆုံးသွားကြောင်းတင်းမြခိုင်အခြေစိတ် Western U ကလေးဇွန်လ20ရက်ကဖော်ပြထားပါတယ်တရုတ်မြန်မာစီမံကိန်းတရှိရာကြောက်ဖြူမြို့မှာမတည်ကျွန်းရှိတဲ့ရင်းနံချက်ဆက်ယုံကိုကာကွယ်ရေးအတွက်တရုတ်လုံခြုံရေးဝန်ထမ်းတွေမြန်မာစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ် တရုတ်လုံခြုံရေးတပ်ဖွဲ့များလုံခြုံရေး UN ရရှိကြောင်းသတင်းများထွက်ပေါ်လာခဲ့ပေမဲ့လေဘလို့အဖွဲ့အစည်းပြည်မှာအတေပြုထုတ်ပြန်တာမျိုးမရှိပါဘူးရင်းနှီးစက္ကန့်နဲ့အတူတရုတ်နိုင်ငံယူနန်ပြည်နယ်အထိတွေ့တန်းထားတဲ့ရင်းနှီးတဲ့သဘောတန်ွေပိလိန်တရှိယာကြော့ဖြူမျိုးဟာတရုတ်ရဲ့အထူးစီးပွားရေးဆောင်တရှိယာနေမြေဖြစ်ခြင်းကြောင့်အေဘက်ကဘလို့ဂိန်တွင်မည်ဆိုတာကိုအများကစောင့်ကြည့်လျက်ရှိနေပါတယ်ကြော့ဖြူမျိုးတပ်ဝေကတစ်ပုတ်တောင်ကိုဂျုံနေပြီလို့သိရတယ်တညဝတီရေတပ်ဌာနချုပ်နဲ့ တိတ်ပုတ်တောင်တောင်ကြားမှာအထိအရခတ်တက်တို့ကခြေကောက်ယူထားတယ်လို့ကျွန်တော်စုံစမ်းသိရှိရပါတယ်တက်တို့ဘက်ကခင်မင်ရင်းနေတဲ့သူတွေကိုမြင်မြန်လို့မရသေးပါဘူးခလာရ34ကိုရတာနဲ့ကြောက်ဖြူ၄စိတ်ကိုတိတ်မယ်ခလာရ34ကြပြီဆိုတာနဲ့ကြောက်ဖြူထောင်ကိုတိတ်ပိုက်မယ်အနေထားမျိုးထိပြင်ဆင်လာတာကိုမြင်ရတယ်ဒါမှမဟုတ်တပြိုင်တည်းတက်စိတ်ဖွင့်လာလေဖြစ်ရှင်ဖြစ်လာနိုင်တယ်လို့ပိုကြီးစင်ယူကဇွန်လ20ရက်ညနေပိုင်းကမိတ်ဆီမတည်ထဏာကိုပြောထားပါတယ်ဆောင်းမရှင်တာတို့ဖြစ်ပါတယ် အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အာရိခပြည်သူပြည်သားများနဲ့တကွာမြန်မာပြည်သူပြည်သားများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အားလုံးပေးခင်ကြပါကြပါစေခင်ဗျာ။